ဒိုဂူနဲ့ဟာလန်ကိုမေ့ထားလိုက်အောင်ဒီကစားသမားကိုလုံးဝမယုံနိုင်အောင်ဖြစ်နေတဲ့ဘောလုံးဖန်များမနေ့ညစီးရီးနဲ့အင်ကွေးမှာ3-0ဆိုတဲ့ရလဒ်နဲ့လီဗာပူးတို့စီးရီးယား၉ပြတ်တိတ်နိုင်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာပဲမန်စီးရီးတို့ရဲ့အနာဂတ်ကိုထန်းတင်ပေးနိုင်မယ့်ကစားသမားတစ်ယောက်ကိုဘောလုံးပရိသတ်တွေကအော်တိုလီချီကျူးခဲ့ကြပါတယ်အဲ့ဒီဘွဲမှာအဲ့ဒီကစားသမားရဲ့စွမ်းဆောင်ရည်ကမန်ချက်စတာစီးရီးအသင်းအတွက်အထူးကိုကောင်းမွန်ခဲ့ပါရီအဲ့ဒီစွမ်းဆောင်ရည်ကြောင့်ပဲသူ့အနေနဲ့မကြာမီအသင်းကနေပြီးတော့ထောက်ခွာနိုင်တယ်လို့ဇူလိုင်လထွက်ပေါ်ခဲ့တဲ့သတင်းတွေကိုလွဲမှားစေခဲ့ပါသေးတယ် ပြီးခဲ့တဲ့ဇန်နဝါရီလမှာပေါ်တိုကနေပေါင်သန်း90နဲ့ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့နီကိုဂွန်ဇာလက်က FIFA ကလပ်ကမ္ဘာဖလားမှာ60မိနစ်သာကစားဝင်ရခဲ့ပြီးတော့ပွဲကစားရေးနေပါမှုကြောင့်မလို့ထွက်ခွာဖို့အတွက်စဉ်းစားနေခဲ့တယ်လို့သတင်းတွေအားဆိုကြပါတယ်။ပက်ဂွာရီယိုလာရဲ့အခုရာသီအတွက်အစီအစဉ်ဒီမှာပါဝင်ပေမဲ့ရိုဒရီဒါယာရနေတဲ့အချိန်မှာမန်စီးအနေနဲ့သူ့ရဲ့နေရာကိုစားထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။လဘဘူအနိုင်ရရှိခဲ့တဲ့ပွဲမှာအသက်23နှစ်ရွယ်ဂွန်ဇာလက်ကရိုဒရီရဲ့အမွေဆက်ခံသူဖြစ်တယ်ဆိုတော့ပြသခဲ့ပြီးတော့ဂွာရီယိုလာအသင်းအတွက်အလွန်အရေးပါခဲ့ကဂိုးသွင်းခဲ့ပါတယ် ပထမဆုံးသွင်းကိုပနဒီအေရိယာပြင်ဘက်ကနေပြီးတော့အနေဘောကန်သွင်းပြီးသွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။အဲဒီကိုနဲ့ပဲ Asian Man City ကို2ဂိုးပြတ်ဦးဆောင်စေခဲ့ပါတယ်။သူကဒီညမှာဂိုးပေါက်တက်တဲ့နှစ်ကြိမ်ကန်သွင်းခဲ့ပြီးတော့မြေပြင်ပေါ်လုံးရှင်လူမှု6ကြိမ်မှာလည်း9ကြိမ်ထိအနိုင်ရရှိခဲ့ပါတယ်။ထားပြင်တီးကြတဲ့ပေးပို့မှု52ကြိမ်88ရာခိုင်နှုန်းတီးကြမှု Final သက်အတွင်းမှာပေးပို့မှု4ကြိမ်ဘောလုံးပြန်လည်ရရှိမှု2ကြိမ်နဲ့ဖျက်ထုတ်မှု2ကြိမ်တို့ကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။ Guardiola က Ebrela မှာ Gonzalo နဲ့ပတ်သက်လို့ သူခြေစွမ်းပြလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပြီးသားပါသူကခန္ဓာကိုယ်ကြန့်ခိုင်မှုလည်းရှိပြီးတော့တင်းဦးခြင်းနဲ့ပြီးတော့မြဲမြဲဆက်ဆံတင်းဦးပါတယ်ဒါကြောင့်ပဲဖြစ်ထွန်းလာအောင်ပါလို့ပြောကြခဲ့ပါသေးတယ်ဂွန်ဇာလော့ကမျော်မှန်းချက်တွေနဲ့အညီစွမ်းဆောင်နေပြီးပရီးမီးယားလိဖလားအတွက်အာဆင်နယ်ကိုလိုက်ပြိုင်နေတဲ့စီးရီးရဲ့အရေးပါတဲ့ကာလမှာပွဲစဉ်တိုင်းတိုးတက်လာခဲ့ပါတယ်ဂွာရီယိုလာကသူ့ကိုပြီးခဲ့တဲ့9နှစ်တာကာလတွင်ဥရောပမှာအကောင်းဆုံးခံစစ်ကွင်းတဲ့လူဖြစ်ခဲ့တဲ့ရိုဒရီနဲ့နှိုင်းရှင်ပြီးတော့သူ့ကိုမီနီရိုဒရီလို့ခေါ်ဆိုခဲ့တာဖြစ်ပါတယ် ိသက်တူကနီကိုဂွန်ဇာလက်ကကျွန်တော်တို့ရဲ့ဘောကိုပြောင်းလဲပြီးခဲ့ပါတယ်။ဒီပုံစံတိုင်းသာဆိုရင်တော့စီးပိသက်တွေကြားထဲမှာရူဒီဂိုရောင်မှမိလိုက်လို့ရနေပါပြီလို့យေတာခဲ့ပါသေးတယ်။ဂွန်ဇာလက်နဲ့ရူဒီကြားမှာလည်းခိုင်မာတဲ့ဆက်ဆံရေးတစ်ခုဖြစ်နေပြီးတော့ရူဒီကသူ့ဘောအကြံဉာဏ်ပေးသူဖြစ်ကူညီဘူးပါတယ်။ဂွန်ဇာလက်ကအတူကျွန်တော်ကိုအကြံဉာဏ်ပေးပါတယ်ဗျ။ပြီးခဲ့တဲ့ပွဲတော့ကကစားချိန်တစ်ဝက်မှာသူကကျွန်တော်ကိုအဲ့ညမှာဘာလို့ရမလဲဆိုတော့ကောင်းကောင်းသိရတဲ့အတွက်အကြံတချို့လည်းပေးခဲ့ပါသေးတယ်လို့ရှင်းပြခဲ့ပါတယ်။